မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ Night Story Channel လေးကနေပိတ်သက်များကိုပြန်လည်လို့ကြိုဆိုလိုက်ပါရစေဒီကနေ့မှာတင်ဆက်ပေးခြင်းတဲ့ဇာတ်လမ်းလေးကတော့စာရေးသူမောင်မိုင်းညိုချောင်းရေးသားထားတဲ့တရေ၆တဲ့ခြံကြီးဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ခင်ဗျာ ကျွန်တော်တို့ရဲ့ Channel လေးကို Like and Subscribe လေးလုပ်ပေးပါအောင်လို့တောင်းဆိုရင်းနဲ့ပဲဇာတ်လမ်းလေးကိုစတင်လိုက်ပါရစေခင်ဗျာကျွန်တော်ကတော့တော်စင်ပဲဖြစ်ပါတယ် ဲ့ဒီခြံကြီးကလိုင်းသားယာမြို့နယ်73ရက်ွက်ထဲမှာရှိပါတယ်။လမ်းနာမည်နဲ့ခြံအမှတ်တွေကိုတိတိကျကျပြောပြခြင်းပေမဲ့လက်ရှိပိုင်ဆိုင်နေတဲ့သူတွေအတွက်ငဲ့ပြီးမပြောတော့ပါဘူး။ခြံကြီးထဲမှာလည်းတရေတစီတွေရှိရင်တရေ၆တယ်လို့နာမည်ကြီးလွန်းတာနဲ့တူပါရဲ့။ကိုကြော်ကြော်တို့မိသားစုပြောင်းရွှေ့မလာမီတခြားလုံးကအဲ့ဒီခြံကြီးထဲမှာလူသူနေထိုင်တာမရှိတာကြောင့်ပဲအိမ်ဆောက်ဖူးတယ်ဆိုတဲ့သိတာတဲ့လက္ခဏာတခုမှမရှိပါဘူး နှစ်လများစွာကြာပြီးလူမနေတဲ့အတွက်လဲခြံကြီးထဲမှာမြက်ပင်ရိုင်းတွေခြုံနယ်တွေနဲ့နွယ်စိမ်းပင်တွေရှုပ်ထွေးပြီးအကျဉ်တန်နေပါတယ်။ကိုကျော်ကျော်ဒီခြံနဲ့ပြောင်းရွှေ့မလာမီကတော့အဲ့ဒီခြံကြီးနဲ့ပတ်သက်လို့ဘာမှမသိရပါဘူး။တရေရှိတာလည်းမသိဘူး။တစေရှိတာလည်းမသိဘူး။တရေချောက်တာလည်းမသိခဲ့ပါဘူး။အဲ့တော့ကြောင့်မဲအဲ့ဒီခြံကြီးထဲမှာလူတွေဘာကြောင့်မနေတာလဲလို့စဉ်းစားမိခဲ့ပါတယ်။တခုတော့ရှိရဲ့ ခြံထဲပတ်ပတ်လေမှာအုံမင်တွေအစိတ်30လောက်ရှိနေတယ်။အုံမင်တဝက်ကြော်ကြော်ကအုံးသီးတွေအတွဲလိုက်အခိုင်လိုက်တီးနေကြပြီ။နောက်ပြီးတရက်ပင်3ပင်မလကာပင်4ပင်နဲ့ဒူးရင်ဩဇာပင်2ပင်ကိုတွေ့လိုက်ရတယ်။ခြံကတော့ပေ40 60ခြံကြီးပြ။ဒီနေ့ခေတ်လိုခေါင်ခိုက်ရှားပါလုံးနဲ့အိမ်ခြံမြေဈေးခွက်နဲ့ကြည့်ရင်ကျင်ဝန်တန်တယ်လို့တောင်ပြောလို့ရတယ်။နောက်ပြီးတော့ခြံကြီးရှိတဲ့73ရက်ွက်ဆိုတာကလိုင်တာယာရဲ့ အစွန်အပြားနေရာကျဲပါတဲ့နေရာမဟုတ်ဘူး။သုံးထိပ်မှတ်တိုင်ကနေအောင်စရာကျိုးတရာကြီးကျော်လာနဲ့အင်းစိန်နဲ့ရောက်ပြီပဲ။အင်းစိန်ကိုရောက်ရင်ရန်ကုန်တမျိုးလုံးကိုသွားလို့ရပြီ။ကွန်ရက်လိုချိတ်ဆက်ထားတဲ့ဘတ်စကားရင်လိုင်းတွေနဲ့ရန်ကုန်မြို့ထဲကိုသွားမလား။အရှေ့ပိုင်းခရိုင်တောင်ပိုင်းခရိုင်မြောက်ပိုင်းခရိုင်သွားမလား။ဘယ်ကိုပဲသွားသွားလွယ်လင့်တကူရှိတယ်။ပြောချင်တာကသွားရေးလာရေးလွယ်ကူတဲ့အကြောင်းပါ။ဒီလိုနေရာမှာအကွက်အကွင်းကြတဲ့ခြံကြီးတွေကို ပိုင်ရှင်အဆက်ဆက်အိမ်ဆောက်မနေခဲ့ကြဘူးလားအဲ့ဒီအချက်ကိုကိုကျော်ကျော်နားမလည်ခဲ့ဘူးဒါပေမဲ့တခုတော့ရှိတယ်အုံးမင်းတွေပြည့်နှက်နေတယ်လူနေတဲ့အခါခေါင်းပေါ်ကိုအုံးသီးတွေကြွေကျနိုင်တယ်အန္တရာယ်ရှိပါတယ်အဲ့ဒါကြောင့်လူမနေတာလည်းဖြစ်နိုင်တယ်လို့တွေးနေပါတယ်နောက်ပြီးတော့အိမ်ဆောက်မယ်ဆိုရင်လည်းအုံးမင်းတချို့ကိုခုတ်လဲပြည့်ရမယ်လေဒါလည်းနှမျောစရာကောင်းတယ်အဲ့ဒါကြောင့်လူမနေတာဖြစ်မယ်လို့ ဘူမတိဘမတိတွေးမိလိုက်တာပေါ့ဗျာဘလို့ပဲဖြစ်ဖြစ်ဗျာကိုကျော်ကျော်ကတော့ခြံကြီးကိုသဘောကျနေတာပဲသူ့လိုနွမ်းပါချုံငဲတဲ့သူတွေအဖို့ကဟောဒီလိုခြံမျိုးကမတ်မောစရာကောင်းလောက်တယ်အုံဒီရောက်လာနေတယ်စာဝတ်နေရေးအစ်တအတင်ပြေးလည်နိုင်တယ်လို့တွေးမိလိုက်ပြန်ရောဗျာအဲ့ဒါကြောင့်နဲ့မိမနဲ့သားကိုခေါ်ပြီးခြံကြီးရဲ့ချက်ချင်းပြောင်းရွှေ့လာတာဖြစ်ပါတယ်ခြံကြီးရဲ့ရောက်လို့တိတ်မကြလိုက်ဘူးဗျာ ထိတ်လန့်စရာတရေတကောင်နဲ့နှစ်ဖူးတွေတူးတွေတွေးလိုက်ရတယ်။အဲဒီတော့မှခြံကြီးတဲ့ကိုဘယ်သူမှမနေတဲ့အကြောင်းနဲ့သူတို့မောင်နှမတွေအမွေခွဲကြတော့လိုင်သားရမနေကြတဲ့ညီမတွေကတော့ဒီခြံကြီးကိုမယူကြဘဲနဲ့တောင်အောင်ကလာကသူ့ကိုဘာကြောင့်ပေးတာလဲဆိုတာသူကောင်းကောင်းကြီးသဘောပေါက်နားလေသွားခဲ့ပါတယ်။ကိုကျော်ကျော်ကဒီခြံကြီးရဲ့အလဲမှာအိမ်သေးသေးလေးတစ်လုံးစောက်လိုက်တယ်။အုံမင်းနေကြကမြေကွက်လက်ရှိတဲ့အတိုင်းစောက်ရတာမို့လို့ အိမ်ကနည်းနည်းသေးတယ်။ဒါပေမဲ့ကိုကျော်ကျော်တို့လင်မယားနဲ့သုံးနှစ်အရွယ်သားလေးတယောက်တည်းရှိတာမို့လို့နေလို့တော့ဖြစ်ပါတယ်။ကိုကျော်ကျော်တို့အိမ်အကျန်းတယ်လေးပြီးလို့ခေါင်းရင်းနဲ့ခြေရင်းပဲပဲဝါထရန်ကလေးကာရသေးတယ်။အိမ်ငားမဲ့သူရောက်လာပါတယ်။စကားပြောကြည့်တော့အိမ်ငားကျင်သူကကိုကျော်ကျော်တို့လိုပဲလင်မယားနှစ်ယောက်နဲ့ငားနှစ်အရွယ်သားလေးတယောက်ပဲရှိပါတယ်။ကိုကျော်ကျော်တို့လင်မယားနှစ်ယောက်စလုံးတိုင်ပင်ကြပြီးအိမ်ငားဖို့ဆုံးဖြတ်ပေးလိုက်တယ်။ ဆောက်လက်စာသူတို့အိမ်ကလေးကိုတော့မဟုတ်ပါဘူးအိမ်ငါဘူသူတို့အိမ်ရှိမကြတကြကခြေရင်းဘက်မှာအိမ်လေးတလုံးထပ်ဆောက်ပေးတယ်အိမ်တလုံးထပ်ဆောက်လိုက်ရလို့သူတို့နေတဲ့အိမ်လေးတောင်မပြီးတတ်နိုင်သေးဘူးအိမ်ရှိနဲ့နောက်ကျောဘက်ကဟင်းလင်းပွင့်နေသေးတယ်ကိုကျော်ကျော်ဆောင်းတထဲယူတယ်အစနှစ်ဖက်ကိုကျိုးနဲ့ချပြီးအိမ်အနောက်ဖက်ကိုကာပေးလိုက်ပါတယ်အဲ့ဒီညမှာပဲကိုကျော်ကျော်တရေတကောင်စတွေ့ရတာဖြစ်ပါတယ် ညတကောင်လောက်မှတေးနိုးလာတယ်။အပေါ်တော့ကျင်တာကြောင့်ကာထားတဲ့ဆောင်ကိုမပြီးအောက်ကိုဆင်းလာခဲ့တယ်။အိမ်သာကအနောက်ဘက်ခြံစည်းရိုးနဲ့ကပ်ပြီးစောက်ထားတာကြောင့်ဝေးနေပါတယ်။အဲဒါကြောင့်အိမ်သာထိမသွားတော့ဘဲနီးရအုံးမေတပင်ရဲ့ခြေရင်းမှာပဲထိုင်လိုက်တယ်။ညကလည်းအရန်မောင်မဲနေပြီးတိတ်ဆိတ်လွန်းနေပါတယ်။အဲ့ဒီအချိန်မှာပဲကိုကျော်ကျော်ခေါင်းပေါ်ကအတန်တွေကြားလိုက်ရတယ်။သူချက်ချင်းပဲအလံတကြားထပြီး ခြေနှစ်လမ်းသုံးလမ်းလောက်နောက်ပြန်ဆုပ်လိုက်တယ်တုံးတုံးတုံးနဲ့ကြဲကြဲလောင်လောင်မြေဟိန်းတန်နေနဲ့စောစောကသူထိုင်နေတဲ့နေရာတဲ့တဲ့ကိုအုံးစည်းကန်ကြီးပြုတ်ကျလာတယ်သူအမောင်ထဲမှာပဲအုံးမေမောင်မော့ကြည့်လိုက်တယ်အုံးမေရဲ့တဝက်လောက်မှာမဲမဲအကောင်ကြီးတကောင်များသောထိုးကြီးဖြစ်နေအောင်ကောင်းကင်အကြောင်းနဲ့တွေ့လိုက်ရတယ်။မဲမဲအကောင်ကြီးရဲ့မျက်လုံးနှလုံးဟာထန်သေးကြီးတလုံးလောက်ရှိရဲ့တောင့်နေတယ်ဗျ။ ကြည့်နေတော့မှပဲမဲမဲအကောင်ကြီးဟာအဲ့ဒီနေရာမှာဖြက်ကနေပြောက်သွားတယ်။နောက်တင်းနေမနဲ့လင်းလို့ကိုကြော်ကြော်ထကြည့်တော့အုံးသီးကင်ကြီးဟာဘလို့မှပြုတ်မကြနိုင်နဲ့။အုံးသီးကင်ရဲ့အစိမ်းကြီးဖြစ်နေအောင်တွေးလိုက်ရတယ်။မျက်လုံးကြီးနီနီနဲ့မကောင်းဆိုးဟာမဲမဲအကောင်ကြီးဟာသူ့နေတဲ့အပင်အောက်ကိုအပေါ်လာဆုံးတာမကြိုက်လို့အုံးကင်ကြီးပြုတ်ကြလာတာဖြစ်မယ်လို့ကိုကြော်ကြော်လည်းစဉ်းစားမိလိုက်ပါတယ်။အဲ့ဒီချိန်မှာပဲသူ့တကူလုံးစက်သိန်းတွေတပြန်းပြန်းထထသွားတယ်။ ိမ်ရှိကကောင်းလေတရက်ပင်မော်အားလိမ့်ကြလို့ညနေပိုင်းကိုကိုကျော်ကျော်အလောက်ကပြန်လာတာနဲ့သူ့မိမဟာစီးပြောပါတယ်တရက်ပင်မော်တက်ပြီးတရက်စည်းခူးရင်းနဲ့လိမ့်ကြတာလားကိုကျော်ကျော်လည်းမေးပြောပြောပြီးရေချိုးလိုက်ပါတယ်ထမင်းစားပီယာနဲ့လင်မယားနှစ်ယောက်သားလေးကိုပါခေါ်ပြီးအိမ်ရှိကိုထွက်လာခဲ့လိုက်တယ်ကလေးရဲ့လက်ကဘာဖြစ်သွားသေးလဲကိုအောင်ကလေးရဲ့လက်ညာဘက်လက်မှာ ချက်ပတီစီးထားတယ်။လက်ကလည်းပတီးစားလဲမာတိုင်းပြီးမြောက်ထားရတယ်။ဟုတ်ကဲ့လက်ကျိုးသွားပါတယ်ကိုကျော်ကျော်။ဆေးရုံကလည်းချက်ပတီစီးပေးလိုက်ပါတယ်ဗျ။ဟုတ်ပါဗျာ။ကလေးလိမ့်ကြတယ်ပြောလို့ကျွန်တော်လည်းအလောက်ကနေနေတဝက်ခွင့်ယူပြီးပြေးလာခဲ့ရတာဗျ။ကျွန်တော်လည်းဗျာခြံထဲကအပင်တွေပေါ် တက်ပြီးတော့မဆော့ရအောင်လို့ခဏခဏဆုံးမပါတယ်။အဲ့ဒါကိုနားမထောင်ဘူးဗျာ။တရက်ပင်ပေါ်တက်ဆိုတော့ လိမ့်ကြတာပေါ့ဗျာအဖေလိမ့်ကြတာမဟုတ်ဘူးအဖေကတောက်ကိုတွန်းချလိုက်တာမျက်လုံးနီနီနဲ့မဲမဲအကောင်ကြီးကတွန်းချတာဗျာအဲ့ဒါကြောင့်ဒါတပ်ပင်ပေါ်ကပြုတ်ကြတာဟာဒီကောင်ကတော့မဟုတ်ကဟုတ်ကပြောပြီကလေးပြောတဲ့စကားကြောင့်ပဲကိုကျော်ကျော်လန့်သွားပါတယ်အဲ့ဒီမျက်လုံးနီနီနဲ့မဲမဲအကောင်ကြီးကိုသူ့လည်းမြင်ဘူးလိုက်တယ်လေကလေးဖေကိုအောင်အောင်ကချက်ချင်းဟန့်တားပြီးတော့ ငေါက်လိုက်ပြီမဲ့ကလေးကဆက်ပြောပါတယ်။ဟာဟုတ်ပါရဲ့ဆိုအဖေကလည်းတားညာပြောပါမလား။တားတဲ့ရည်ခုနေတော့ပါပဲ။အဲ့ဒီမဲမဲကောင်ကြီးဟာတစ်ခိုင်းပေါ်မတ်တရက်ပြီးရှောက်လာတာဗျ။ပြီးတော့တားကိုတွန်းချတယ်။ဟာဒီကလေးကွာ။ဟေးမိမမင်းသားကိုခေါ်ပြီးတွားသိမ်းဆန်းကွာ။ကြောင်ငါထရိုက်မိလိမ့်မယ်။ကိုယ်ကကလေးကိုချိန်မောင်းလိုက်ပါတယ်။ သူမိမမတ်မော်ကကလေးကိုအိပ်ရာထဲခေါ်သွားပြီးချော့သိမ့်နေတယ်။ကိုကျော်ကျော်တို့လည်းခနာတစ်ဖြုတ်စကားဆက်ပြောပြီးတာနဲ့ပြန်လာခဲ့လိုက်ပါတယ်။အိမ်ရောက်တော့မိမကမေးတယ်။ဟာကလေးပြောတယ်မျက်လုံးနေနေမဲမဲကောင်ကြီးဆိုတာ။အဟုတ်များလားနော်အကို။မင်းနဲ့ကွာမဟုတ်ပါဘူး။တပင်မော်တက်စော်တယ်ဆိုရင်သူ့မေရိုက်မှာဆိုလို့ထင်ရှားပြောတာပါဟာ။ မဟုတ်ဘူးနော်အကိုကလေးကတော့အဟုတ်ကိုပြောနေတာပြီးတော့ကျွန်မပြောရအောင်မယ်အရင်ကတည်းကပြောချင်တာအကိုစိတ်မကောင်းပါဆိုလို့မပြောခဲ့တာဟာဘာများလဲကွာပြောပါဦးဟာကျွန်မဒီချန်နဲ့ရောက်တဲ့နေရာစပြီစိတ်ထဲမှာတမျိုးကြီးနော်ချန်ထဲဝင်ရမှာကို အလုံးလိုကြောက်နေမိတာညာရင်းညာတာကျွတ်ကျွတ်ကျွတ်အတန်တွေကြားရင်လဲ ဘာမှမသိရင်းနေတုံးပြီးလန့်လန့်နေရဲ့ခေါင်းနှပန်းကြည့်ပြီးစိတ်သိမ်းတွေလည်းတပြက်ပြက်ထလာတယ်ကိုရဲ့အာမဟုတ်ပါဘူးမိမယာတပ်ပင်တွေအုပ်နေတော့စိတ်ထဲဟာကြောက်တယ်လို့လို့အားငယ်တယ်လို့လို့ခံစားနေရတာဖြစ်မှာပါကွာဘာတစီတရဲမှလည်းမရှိပါဘူးဟာကိုကြောကြောဟာသူ့မိမကိုချော့မော်နှစ်သိမ့်ပေးလိုက်ပါတယ်ခဏလဲနေရောသူ့မိမဖြစ်သူကကလေးကိုချော့သိမ့်ရင်သူပါအိပ်ပျော်သွားတယ် ကိုကျော်ကျော်ကတော့အဲ့လိုမရတော့ဘူး။ရတညရဲ့တကောင်ရံမှာသူမြင်ခဲ့ရတဲ့အုံးမေမောကမျက်လုံးနီနီလူမဲမဲကောင်ကြီးကိုပြန်လည်မြင်အောင်နေမိတယ်။တရက်ပင်မောကကလေးပြောတဲ့အတိုင်းလူမဲမဲကြီးကတောချခံရတယ်ဆိုတာလေ။အမှန်ဖြစ်မယ်လို့သူယုံနေတယ်။ငါ့ကိုလေအုံးနီနဲ့ပေါက်တယ်။ကလေးကိုလည်းတက်ပင်မောကတွန်းချတယ်ဆိုတော့ဒီကောင်တော်တော်ရန်လို့တဲ့မကောင်းဆိုးအောင်ကောင်ပဲလို့ကိုကျော်ကျော်တွေးမိလိုက်ပါတယ်။ အမလေးလာကြပါဦးတရေတရေညဆယ်နာရီကျော်လောက်ရှိနေပြီကိုကျော်ကျော်တို့တမိသားစုလည်းအိမ်မောကြနေကြပြီအဲ့ဒီချိန်ကြီးမှာငဲတန်ပေါင်းအလန့်တကြားអော်လိုက်တဲ့မတ်မော်ရဲ့အတန်ကထွက်ပေါ်လာတယ်ကိုကျော်ကျော်အဲ့ရတဲ့ကနေဟုံးကနေထပြီးអော်တန်ကြတဲ့စီကိုပြေးသွားလိုက်တယ်မတ်မော်သူ့အိမ်ပြန်ရောက်သွားပြီကိုအောင်အောင်နဲ့မတ်မော်တို့စကားပြောတဲ့နေကြားနေရတယ်ကိုကျော်ကျော်လည်းကိုအောင်အောင်တို့အိမ်ကိုသွားလိုက်ပါတယ် ဘာဖြစ်တာလဲကိုအောင်ခမည်းညီမကိုတရေချောက်လို့တယ်ဗျကျွန်တော်လဲမေးနေတော့မယ်မင်းမင်းမမင်းဘယ်လိုဖြစ်တာလဲပြောပြပါအောင်ဟာကိုအောင်ကသူမင်းမမတ်မို့ပြောလိုက်ပါတယ်ကလေးဟာညက်နေကလေးကဝမ်းပြက်နေရလေအခုလဲအီအီးပါကျင်နေဆိုလို့ထတဲ့ပေးလိုက်တာအဲ့ဒါလေးအိမ်နာထိမသွားရဲ့လို့နောက်ဘေးကဒူရင်ဩတာပြန်အောက်မှာပဲတဲ့ပေးလိုက်တာ မတ်မော်ရဲ့အတန်ကတုံနေတယ်။အလွန်ကြောက်နေသေးပုံရတယ်ဗျ။မောနေပြီးစကားကိုနားနာပြီးပြောနေရတယ်။အဲ့ဒါလေကလေးအေးပါလို့တော့မပြီးသေးဘူး။ဒွေရင်ဩသာပဲမော်ကမဲမဲအကောင်ကြီးဆင်းလာတယ်။ဆင်းလာတာကိုတော့မမြင်လိုက်ရဘူး။ကလေးရဲ့နောက်ဖက်ရောက်မှတွေ့လိုက်တာ။ကျမမြင်တဲ့အချိန်မှာအဲ့ဒီမဲမဲအကောင်ကြီးကခွေးကြီးလိုပဲကလေးရဲ့ဖင်အောက်ကအီးအီးတွေကိုလာစားနေတယ်။ ကျွန်မလည်းမြင်မြင်ချင်းလန့်လို့ကလေးကိုပါဂျိုင်းကနေမှပြီတကြိုးတည်းအိမ်ပေါ်တက်ပြေးခဲ့တာမမော်စကားပြောပြီး ကလေးကိုတန့်စင်ပေးနေပါတယ်ကိုကျော်ကျော်နဲ့ကိုအောင်အောင်ရဲ့မျက်နှာကိုကြည့်ပြီး အကဲခတ်နေမိကိုအောင်အောင်ရဲ့မျက်နှာကလည်းယုံရနို့နို့မယုံရနို့နို့နဲ့တွေးဟတန်တရားတွေထင်ထင်ရှားရှားပေါ်လွင်နေပါတယ်ဟုတ်ပြီဗျာကျွန်တော်လည်းပြန်လိုက်ပါဦးမယ်ကိုအောင်အိမ်မှာလည်းမိန်းမနဲ့ကလေးပဲကြံခဲ့လို့ဗျာ ကိုကျော်ကျော်ကိုကိုကျော်ကျော်လေးနှုတ်ဆက်ပြီးတော့ပြန်ခဲလိုက်တယ်။ဟာဘာဖြစ်တာလဲလေအကိုဒီတစ်ချိန်တော့ကိုကျော်ကျော်မညာတော့ပါဘူးအမှန်တိုင်းပဲပြောပြလိုက်တယ်။ဒီလိုမိမရကလေးအီးအီးဆင်းတယ်လားတရေချောက်ခံရလို့လေကွာကိုကျော်ကျော်ကလည်းဗတ်မော်ပြောပြတဲ့အတိုင်းအဆအဆုံးသူ့မိမကိုပြန်ပြီးပြောပြလိုက်ပါတယ်။ဟာအဲ့အဲ့ဒါဆိုရင် ဟိုတည်းကတက်ပင်ပေါ်ကတွန်းကြတဲ့အကောင်ကြီးပဲပေါ့အကိုမိမမျက်လုံးပြူမျက်စံပြူနဲ့ပြောတယ်အေးဟုတ်တယ်အဲ့တော့လေကိုကျော်ကျော်ရင်လေးလေးနဲ့ပဲပြန်ပြေလိုက်ပါတယ်ဟုတ်ပါတယ်သူ့စိတ်တွေလေးသွားတယ်နာနာဘောကမကောင်းဆိုးဝါးကောင်းတဲ့လူသားဆိုတာကတူရှင်တွဲနေလို့မရတဲ့တရဝါတွေပါနောက်ပြီးတော့ဒီကောင်ကြီးရဲ့အပြုတ်မှုတွေကရန်လိုတဲ့အပြုတ်မှုတွေဖြစ်နေတယ် ဒီကောင်ကြီးကိုနှင်ထုံးမှရမယ်အဲ့ဒီလိုတွေးတော်ရင်ဆုံးဖြတ်လိုက်ပါတယ်အမှန်တော့အဲ့ဒီခြံကြီးထဲမှာတရေ၆တယ်ဆိုတာပတ်ဝန်းကျင်ကတည်ပြီးသားပါအဲ့ဒီနေရာမှာလူနေခြံွက်တွေရိုက်ပြီးမြို့တစ်ဖွင့်ကလေးကဒီခြံကြီးကစီးပွားရေးသမားတယောက်လက်ထဲကိုရောက်သွားပါတယ်စီးပွားရေးသမားဆိုတာက နေဖို့မဟုတ်ဘူးငွေကိုရင်းနှီးမြုပ်နှံထားတဲ့သဘောပါအဲ့ဒီတော့ဒီခြံကြီးကိုဝယ်ပြီး ပြစ်ထားတယ်ခြံရောက်ရင်ဈေးကောင်းရအောင် အုံးမင်တွေစိုက်ထားတယ်။လူတွေမနေပဲတပ်ပင်တွေကြီးရှိတဲ့ခြံဆိုတော့နန္ဒဘွားကောင်ကြီးဝင်ရောက်နေထိုင်ဖို့သိအကြိုက်တွေ့တာပေါ့ဗျာ။နန္ဒဘွားဆိုတာကလူတွေမရှိတဲ့ကျောင်းအိုကျောင်းပြက်ဘုရားအိုဘုရားပြက်တုတ်တန်ဇရက်တွေမှာနေတတ်ကြတာမဟုတ်ဘူးလား။အဲ့ဒါနဲ့ပဲခြံကြီးတဲကိုနန္ဒဘွားကောင်ကြီးရောက်လာတာဖြစ်မယ်။ရောက်လာတဲ့နန္ဒဘွားကောင်ကြီးကလည်းခြံကြီးကိုသူ့အပိုင်သားရထားတဲ့ဘုံဌာနအဖြစ်သတ်မှတ်ပုံရတယ် ခြံထဲဝင်လာတဲ့သူကိုနှီးအမျိုးမျိုးနဲ့နှောက်ရှက်ပေးတယ်။မနေနိုင်အောင်ရံပြုတ်ခြောက်လန့်တယ်။အဲဒီလိုနဲ့ပဲဒီခြံကြီးကတရေခြောက်တဲ့ခြံကြီးအဖြစ်နဲ့နာမည်ကြီးနေတာပါ။အမှန်တကယ်လဲအဲဒီခြံကြီးထဲမှာနေထိုင်ကြတဲ့ကိုကျော်ကျော်တို့မိသားစုနဲ့ကိုအောင်အောင်တို့မိသားစုကိုခြောက်လန့်ရံပြုတ်နေပါတယ်။ကိုကျော်ကျော်လဲစောကန်ကြွားတဲ့ဦးစင်တစ်ပါးနဲ့ဘုံကြီးချောင်းကိုလိုက်သွားတယ်။ဆရာတော်ကိုကြော့ပြီးအကျိုးချောင်းရှောက်ထားပါတယ်။ ။ဒါပေမဲ့အနေနဲ့လူကိုအန္တရာယ်ပြုတ်တတ်တဲ့နာနာဘောကအကောင်းဆုံးဟောနဲ့အတူရှင်တွဲနေလို့မဖြစ်တဲ့အတွက်ခြံထဲကနေနှင်ကျင်ပါလေဖေ။ဆရာတော်ကလည်းကိုကျော်ကျော်ရဲ့စကားကိုခေါင်းတညိညိနဲ့နားထောင်နေပါလေ။ကိုကျော်ကျော်စကားအဆုံးပါပဲ။ဆရာတော်ဆန္ဒကတော့ပထမဆုံးသူတို့အတွက်ရည်စူးပြီးတော့မြတ်တာဖို့အမြပေးဝေစီခြင်းနဲ့အချို့တရဝါတွေကတိလွယ်နားလေလွယ်တတ်တယ် ေတ္တာရဲ့စွမ်းအားကိုယုံကြည်ကြတယ်။အမြတမ်းဝေလို့ကောင်းမှုကုစုရဲ့အဖို့ဘာကကိုရသွားရင်လေသူ့အတွက်မြင့်မြတ်ရာဘုံဘဝကိုကူးပြောင်းသွားနိုင်တယ်။မနက်ပိုင်းမှာအဲ့ဒီလိုလှုပ်ပီးပြီးညနေပိုင်းကျမှဒကာကြီးရဲ့ဆန္ဒအတိုင်းပိရိတ်တရားနာတာကမဝါဖတ်တာတွေကိုပြုလုပ်စီကျင်တယ်ကွ။အဲဆရာတော်ဟာတင့်တော်မယ်လမ်းကြောင်းကိုညွန်မြပေးတာပါ။ဒါပေမဲ့ဒကာကြီးဆန္ဒရှိသလိုဆောင်ရွက်ပေးပါမယ်။ ဆရာတော်ရဲ့လမ်းညွန်စကားကိုကိုကျော်ကျော်ကဝမ်းမြောက်ဝမ်းသာနာခံဆောင်ရွက်ပါမယ်လို့ရှောက်ထားပါတယ်။နောက်တနေ့မနေ့မှာတော့ကိုကျော်ကျော်တို့အိမ်ကိုဆရာတော်နဲ့အတူတန်ဃာတော်၅ပါးကြွလာတယ်။ကိုကျော်ကျော်တို့မိသားစုကနေဆုံးကပ်ပြီးဖိတ်ကြားထားတဲ့ APA သက်တွေကိုလည်းအိတ်ခံကျွေးမွေးလိုက်ပါတယ်။တန်ဃာတော်တွေကမြေတားတုပ်ပိရိတ်တရားတော်တွေဟောကြားတာကိုပိရိတ်သက်နဲ့အတူ နာကြားတယ်။တရားနာပြီးတာနဲ့ခြံဝင်းအတွင်းမှာနေထိုင်တဲ့မကြွမလွတ်တဲ့ ပုဂ္ဂိုလ်တရားအပေါင်းနဲ့တကားဝိနေယဒုက္ခိတဒုက္ခိတပုဂ္ဂိုလ်တတ္တဝအပေါင်းတို့ကိုရည်စူးပြီးရည်စဲချအမြတမ်းပြေးဝေလိုက်ကြပါတယ်ကိုကြောကြောအနေနဲ့နာနာဘဝမဲမဲကောင်ကြီးကိုမကောင်းဆိုးဝါဘဝကနေလွတ်မြောက်ပြီးကောင်းရာတုဂရိဘုံကိုရောက်ရှိသွားစေခြင်းပါတယ်ဒါပေမဲ့ထင်ရှင်ရှားရှားမသိမမြင်နိုင်တဲ့အတွက်မရှောင်လွဲတာပဲရတနာသုံးပါးရဲ့အမိန့်နဲ့ဖယ်ရှားဖို့ထပ်မံဆောင်ရွက်ရတယ်ညနေပိုင်းမှာတော့တန်ဃာတော်တွေပြန်ကြွလာပြီး ကိုကျော်ကျော်တို့ဆန္ဒရှိတဲ့အတိုင်းအနေရည်တွင်စင်မှုပရိတ်ရွတ်တာတွေကမဝါဖတ်တာတွေကိုဆောင်ရွက်ကြပါတယ်။တန်ဃာတော်တွေပြန်ကြော့သွားတာနဲ့ကိုကျော်ကျော်နဲ့ကိုအောင်အောင်တို့ကပရိတ်ချီတွေခြံပက်ပက်လေရစ်ပတ်ထားတယ်။ပရိတ်ရည်တွေပရိတ်သဲတွေကိုလည်းခြံအနှက်လိုက်ပြီးပတ်ပြန်းကြတယ်။အဲ့ဒီအချိန်မှာပဲဝုံဝုံတိုင်းတိုင်းအတန်တွေနဲ့အတူမမျော်လင့်တဲ့မြင်ဝင်းကိုမြင်လိုက်ရတယ်။ကိုကျော်ကျော်တို့အိမ်ရှိမှရှိတဲ့အုံးမင်ကြီးပေါ်ကနေမဲမဲကောင်ကြီးခုံချလာတယ်ဗျ။ ဲ့ဒီမဲမဲကောင်ကြီးကအကာရံမရှိတဲ့ကိုကျော်ကျော်တို့အိမ်ရှိကနေအိမ်မော်ကိုသွေးယူသေးတဲ့တုံးတက်ပြေးသွားတယ်။နောက်ကျောဘက်မှာကာရံထားတဲ့ဆောင်ကြီးကိုလည်းတိုးပြီးခုံချထွက်ပြေးပါတော့တယ်။မဲမဲကောင်ကြီး ဝင်တိုးမှုကြောင့်နဲ့ခြေနှောင်ထားတဲ့အကျိုးတွေပြတ်ထွက်သွားတယ်။ဆောင်ဟာမဲမဲကောင်ကြီးကိုရစ်ပတ်ပြီးပြေးတဲ့နောက်ကို လိုက်ပါသွားတယ်။အဲ့ဒီချိန်ကညက်နေမောင်ရီသာဖြစ်ပေမဲ့အလင်းရောင်ကောင်းကောင်းရှိနေပါသေးတယ်။ ကိုကျော်ကျော်ရောကိုအောင်အောင်မှာမဲမဲကောင်ကြီးကိုထင်ထင်ရှားရှားမြင်တွေ့လိုက်ရတယ်။မဲမဲကောင်ကြီးကမြောက်ဝင်းကြီးမဟုတ်ဘဲနဲ့အမွေးချမ်းရှည်တွေဖုံးလွှမ်းထားတဲ့မကောင်းဆိုးဝါးနာနာဘဝကောင်ကြီးဆိုတော့သိလိုက်ရပါတယ်။ထန်းသီးလုံးလောက်ရှိတဲ့မျက်လုံးကြီးတွေကလည်းညတညမှာကိုကျော်ကျော်တို့တွေ့ခဲ့တဲ့အတိုင်းပဲနေရဲနေတော့တယ်။နာနာဘဝကောင်ကြီးတွေးယူတွေးတာထွက်ပြေးနေတဲ့ပုံကမျက်တောင်ခက်တဲ့လောက်ပဲကြာပါတယ်။လျှက်စီးလက်တလို့အလွန်လှင်မြန်လွန်းနေတယ်။ သူတို့ဇနီးတွေတွေမှာလဲကြောက်ဖို့လန့်ဖို့တော့အချိန်မရပဲအံအားသင့်ရင်ကြက်တွေတည်နေရပါတယ်ခဏနေတော့မှသတိပြန်ဝင်ပြီးကလေးတွေကို လိုက်ဆွဲကြတယ်အဲ့ဒီချိန်မှာတော့နာနာဘောအကောင်ကြီးကဘဲစီကိုရောက်လို့ဘဲစီပေါက်သွားမှန်းတော့မသိနိုင်တော့ပါဘူးပျောက်ချင်းမလားပျောက်သွားပြီဖြစ်ပါတယ်ထူးဆန်းတော့အဲ့ဒီနာနာဘောအကောင်ကြီးကို မြင်တွေ့ရတာကခြံထဲမှာနေတဲ့သူတို့တွေပဲဖြစ်ပါတယ်အဲ့ဒါကအခြားသူတွေမမြင်ရတဲ့အချက်ပါ ခဏလေးနေရောနောက်ဘက်လမ်းကလူနေအောင်ရောက်လာတယ်။သူတို့ဆောင်ကိုလာပေးပါတယ်။ဒီမှာဗျာခမရတို့ခြံထဲကဆောင်ကြီးလွင့်လာလို့ဗျ။ပထမကတော့ခွေးတိုးလို့လုံးထွေပါလာတာလို့ထင်သေးတယ်ဗျ။ဒါပေမဲ့ဗျာဘာခွေးမှမတွေ့ပါဘူးဗျာ။ဒီတိုင်းလွင့်လာတိုင်းတူပါရဲ့။အဲ့ဒီလိုပြောပါတယ်ဗျ။ကိုကျော်ကျော်လည်းအตาငိန်နေလိုက်တယ်။နန္ဒဘွားကောင်ကြီးထွက်ပြေးသွားတဲ့အကြောင်းကိုမပြောလိုက်ပါဘူး။တရေချောက်တဲ့ခြံကြီးကလည်း အဲ့ဒီနေ့ကစပြီးတန်ရှင်းသွားပါတယ်။မဲမဲကောင်ကြီးကိုအစအနတောင်မတွေ့ရတော့တာဒီကနေ့ထိပါပဲ။အဲ့ဒါကိုကြည့်ပြီးတော့မြတ်စွာဘုရားရဲ့တရားတော်တွေကိုတစီတရေနာနာဘဝတွေထိတ်လန့်ကြောက်ရွံ့ကြတယ်ဆိုတာထင်ရှားပါတယ်။ကိုကျော်ကျော်တို့မိသားစုတွေဒီခြံကြီးထဲမှာဆယ်နှစ်လောက်နေပြီးဈေးကောင်းရတာနဲ့ရောင်းချပြီးတော့တောင်အုပ်ကလာကိုပြောင်းရွှေ့လာခဲ့ကြပါတယ်။ကိုကျော်ကျော်ရဲ့သုံးနှစ်တန်းငယ်လေးဟာအခုချိန်မှာလူလားမြောက်လို့ကြီးပြင်းလာခဲ့ပါပြီ။ တဲ၆တဲ့ခြံကြီးတစ်ခြံရဲ့အကြောင်းစာရေးသူကိုပြောပြလာသူကလည်းကိုကျော်ကျော်ရဲ့သားကိုကျော်ထက်ကိုယ်တိုင်ပဲဖြစ်ပါတယ်ကျွန်တော်တို့ channel လေးကနေဒီကနေ့တင်ဆက်ပေးလိုက်တဲ့ဇာတ်လမ်းလေးကိုပေးသက်တွေနေနဲ့ကြိုက်လိမ့်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျာနောက်တနေ့တွေမှာရောဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းတွေကိုဆက်လက်ပြီးတင်ဆက်ပေးသွားအောင်မလဲဆိုတာကိုတော့ကျွန်တော်တို့ channel လေးကိုစောင့်မျှော်ကြည့်ရှုပေးပါအောင်လို့ပြောရင်းနဲ့နှုတ်ဆက်လိုက်ပါတယ်ခင်ဗျာ